ဘောလုံးသမိုင်းမှာဘီလန်နယ်ဖြစ်တဲ့ပထမဆုံးကစားမအဖြစ်စံချိန်တင်နိုင်ခဲ့တဲ့စင်ကြီးတို့လည်းတို့ဘရန်ဒလန်လုံးဝမိလာများရွှေရိုးအိုင်ဘက်ခွန်ရှိခွန်အေဂျင့်ကလည်းအလုံးကိုပြန်လဲကြိုလိုက်ပါတယ်တကယ်ကဘောလုံးနဲ့ပတ်သက်လာရင်လူကြီးသူမတွေကအေးမရအဖက်မရအလုံးလုံးမြင်တက်ကြပါတယ်လက်ဝေးထိုးတာကိုလူမိုင်းလုံးလုံးထင်ခဲ့ပြီးဘောလုံးကစားတာကိုတော့ကလေးချေလေးအလုံးလုံးတတ်မှတ်ခဲ့ကြရပါတယ်ကျောင်းကိုကော်ဘောလုံးယူသွားရင်ဆီယာမကဓာတ်နဲ့ခွဲတာကြုံရတယ်ဖြစ်ကိုကကျုံမမြင်ခဲ့တဲ့သူတွေရဲ့လုံရဲလို့ပြောရမှာဖြစ်ပါတယ် ဘလုံးကစားချင်းကနေတတိဖြစ်နိုင်အောင်တက်ခိုင်အားကစားကနေလူချမ်းသာဖြစ်နိုင်ကြောင်းသဘောပေါက်ခဲ့ကြတာကြောင့်အတန်ဝဲအချောင်းအနေနဲ့မရှိမြင်ခဲ့ကြရလဲပါပါတယ်။ဒါပါကြောင့်မလုံးမခွေးစတာရဲတို့ကလည်းအတန်းပညာမပြည့်စုံမဲနဲ့ဘလုံးကိုယူသွတ်တဲ့ခြားလေးတယောက်လည်းဖြစ်ပါတယ်။အဖေကအရင်သမားအရင်ကြောင့်ပဲဆုံးမသွားခဲ့တယ်။အမေဖြစ်သူကတန်ရှင်းရင်လူသမားတူဖြစ်တဲ့အတွက်ဝင်ဝင်နေပါတယ်။ရဲတို့အတွက်ကတော့ဘလုံးသမားတရားဖြစ်လာဖို့ဆိုတာကမလွယ်ကူခဲ့ပါဘူး။သူရဲ့ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်တဲ့စိတ် ဇယ်လွန်လာဝရီယာတို့ကြောင့်ဒီနေ့ဒီလိုနေရာကိုရောက်လာတာဖြစ်ပါတယ်လူတွေက ပြောကြတယ်ပရမီရှင်ရပါမစိုးဖြစ်တယ်လေကွာလူတွေကပြောကြတယ်ပရမီရှင်ရပါမစိုးဖြစ်ပါတယ်လေကွာပကြီးပရမီရှင်ရှိတိုင်းဒီကလေးကပကြီးရဲ့အခြေခံနေနီးစနစ်တွေအယောင်ဆက်ပုံတွေကိုလူတွေကနားလည်နေတာတော့မဟုတ်တလို့မင်းကြောင့်တွေကိုနည်းနည်းလေးနည်းဆွေးနေနေတာမဟုတ်ပါဘူးအယောင်နေအချောင်းလေးလာခဲ့ရတယ်။ line တွေကိုညင်အောင်ရေးဆွဲလေးချင်းခဲ့ရတယ်။ primary ပါလဲစူးစမ်းအထောက်အကူနောက်ကလိုက်မလာရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ red လဲထုတ်တူပါပဲ။ primary တရာခိုင်နှုန်းမှာ ကြိုးစားအထုံးမှု69ရာခိုင်နှုန်းဖိဆွဲခဲ့ရတာဖြစ်ပါတယ်။အခုတော့ရနေတဘာဘောလုံးစားချင်းကနေဘီလီယံနာဖြစ်တဲ့ပြမအောင်ဆုံးပို့ကိုဖြစ်လာခဲ့ပါပြီ။ဘရန်ဘီလီယံနာအင်တက်ဆက်ဖော်ပြချက်အရရနေတို့ရဲ့အတရင်ပြေဝချမ်းသာမှုဟာအမေရိကန်ဒေါ်လာ1.4ဘီလီယံတိရှိရလို့သိရပါတယ်။ရန်ဒိုဟာဆော်ဒီအာရေဗျမှာတနေ့လောက်ခလာစာပေါင်တန်းရတဲ့ချီရနေသူဖြစ်သလိုကိုပိုင်စီးပွားရေးလုပ်ငန်းတွေလည်းများစွာပိုင်ဆိုင်ထားသူပါဒီကြော်ဝချမ်းသာမှုတွေကပဲသူ့ကိုဘီလီယံနာဖြစ်စာစေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကရန်ဒိုဟာပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ဘောလုံးသမိုင်းရဲ့ထောင်ရအကောင်းဆုံးကစားသမားဂုဏ်ဖြင့်သတ်မှတ်ချေခံခဲ့ရပါတယ် အဆိုပါဆုကိုဆုနိုင်ခဲ့တဲ့ဗော်ရယ်တို့ကကျေးဇူးတင်စကားအခုလိုပဲပြောကြားခဲ့ပါတယ်။စုပွဲပွဲတွေမှာကျွန်တော်ကိုပဲခဏနာမြင်နေရတာပြင်ပနေလောက်ကြပြီးချင်ပါတယ်။ကျွန်တော်လည်းနောက်ထပ်နေ့တွေအများကြီးကစားနိုင်တော့မှာမဟုတ်ပါဘူး။နေ့နေ့ငယ်တော့ပဲကစားနိုင်တော့မှာပါ။ကျွန်တော်အတင်းအတွက်အကူအညီပေးနိုင်သေးတယ်။ကောင်းကောင်းကစားနိုင်သေးတယ်လို့ခံစားရတဲ့အချိန်ထိပဲကစားတော့မှာပါ။ဒါကဖြစ်နိုင်ပါတယ်။ကျွန်တော်ပရိအတွက်ရောဘောလုံးကဘာအတွက်ပါနောက်ထပ်အများကြီးယူဆောင်လာပေးနိုင်မယ်လို့ထင်ပါတယ်လို့ဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်။ဆယ်ကြီးနေနဲ့လက်ရှိမှာတော့သူ့ကိုယ်သာအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့လို့ထင်မြင်နေသေးပြီးနေနေငယ်အထိတော့ထိတ်တန်းအစ်စ်မှာဆက်လက်ဖျော်ဖြေကစားအောင်မှတည်ကြပါရစေ။ ဘယ်လိုအတီစုကိုထိုင်းနိုင်ငံရရှိခဲ့တယ်ဆိုတာသူ့ရဲ့ကစားမဘွားဆွမ်းဆောင်တွေကတက်တည်ပြလဲရှိနေပါတယ်။ရယ်လောပရီလေးစင်တဲ့တူယိုချမ်ပီယံတစ်ကြိမ်နေရှင်းလိချမ်ပီယံနှစ်ကြိမ်ဖြစ်ခဲ့သူပါ။သူက professional ဘောလုံးသမိုင်းမှာ FIFA အသီးမှန်ပြုတ်လေးရင်းစင်ပွဲအများဆုံးနဲ့လေးရင်းစင်သွင်းကိုအများဆုံးကစားမတူပါ။ရယ်လောကပရီကီအတွက်လည်းရှေ့အချိန်နည်း223ပွဲကစားပြီးချိန်မှာ143ဂိုးတွေသွင်းယူထားနိုင်တာဖြစ်ပါတယ်။ကြောက်စရာလန့်စရာဂိမ်းကနန်တစ်ခုပါပဲ။